GBP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။ရန်ကုန်မြို့မှာလေတုညဉ့်ညံတာဟာဒီရက်ပိုင်းမှာကျမအေးကိုထိခိုက်စေတဲ့အနေအားအဆင့်ထိရောက်ရှိလာပြီးအိန္ဒိယနိုင်ငံကမွန်ဘိုင်းထိုင်းနိုင်ငံကဘန်ကောက်မြို့တို့ထပ်ပို့ပြီးဆိုးရွားနေပါတယ်။လေတုအေးသွေးတိုင်းတာထုတ်ပြန်ပေးနေတဲ့ဆွစ်ဇာလန်အခြေစိုက် website တစ်ခုဖြစ်တဲ့ AQA ရဲ့ဒီဇင်ဘာ2ရက်ည9နာရီခွဲအချိန်ထုတ်ပြန်ချက်အရရန်ကုန်ရဲ့လေတုအေးသွေးဟာခဏရေနေပါသူတွေအတွက်ထိခိုက်နိုင်တဲ့အဆင့်ဖြစ်တယ်လို့ဆိုပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်ကလောသာစီနယ်အစပ်မှာရှိတဲ့ရွှေမင်းဖုတ်ဒေသကရွှေလောက်ကွက်တွင်ပြိုကျတဲ့အတွက်တွေးလောက်သား၂ယောက်သေဆုံးပြီး၃ယောက်ပျောက်ဆုံးနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ပနတ်ငယ်ကျေးရွာကရဘာချံဥယျာဉ်ထဲမှာဒီဇင်ဘာလ၁ရက်မနက်9နာရီအချိန်လောက်ကအယက်သားဇနီးမောင်နှံတယောက်ကိုစစ်ကောင်စီတပ်တွေကတနက်နဲ့ပြစ်ခတ်ခဲ့တဲ့အတွက်ကြည်ထိမှန်တရားရခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။